လန်ခီရှေတရားလေးလေးယင်းထဲမှာအချစ်တရားကလည်းပြင်းထန်လာလေးလေးဖြစ်သည်မင်းသမီးသည်ကျန်စစ်သားကိုသူမ၏ငယ်ရွယ်သောနှလုံးသားဖြင့်တိတ်တခူးချင်းမြေနုံမိနေပြီဖြစ်သည်ကျန်စစ်သားသည်လည်းမင်းသမီး၏စိတ်ရင်းအမှန်ကိုသိရှိနားလည်တော်လဲမိမိသည်တခင်ချစ်သူအနော်ရထာမင်း၏လက်အောက်ခံချစ်သည်ဟုသောသစ္စာကို မြင်းမြန်စွာထိမ့်သိမ့်ထားသည်တညရင်ခီးကျန်းကြောင့်ပင်မန်းသွန်းသည့်ဖြင့်မနိစန္ဒာသည်အိပ်ပျော်သွားရာ ကျန်စစ်သားက သူမအားဂယုတဆိုင်ပွေးချီပြီးတင်းနဲ့အတွင်းသို့တွင်ပေးခဲ့ရဘူးသည်ထိုအချိန်တွင်စစ်သူကြီးနှလုံးသားသည် အချစ်နှင့်တစ္ဆာတရားနှစ်ခုကြားလွန်ဆွဲနေခဲ့သည်မှာသိကြပါသည်သို့တော်သူသည်မင်းပန္နာကိုမထိပါ မကျူးလွန်ဝံပေ။ငါသည်မင်းကြီး၏တစ္ဆာကိုမဖောက်ဖျက်နိုင်ပေသို့တော် ီမင်းသမီးကိုမူငါနှလုံးသားဖြင့်ချစ်မိလေးပြီတကားဟုကြံစစ်သားတယောက်လေးပြေတဲ့တွင်ရေရွနေခဲ့ပေမိခီးဆုံးနှင့်ကံကြမ္မာဤအလှည့်ပြောင်းနောက်ဆုံးပင်ပကရန်ပြည်နန်းတော်ဝါသို့ချစ်သူနှစ်ဦးရောက်ရှိလာခဲ့သည့်ရင်ထဲကအချစ်ကိုဖုံးကွယ်ရသည့်ဒုက္ခဘရင်ပြည့်စီကိုချစ်မိသောအပြစ်ကသူရဲကောင်းဤခြေလန်းကိုနောက်ဆုတ်စေခဲ့သည့်ကြံစစ်သားသည်အခြားသူရဲကောင်းများကိုသာဘရင်ရှိသူအဝင်ခိုင်းပြီးကိုယ်တိုင်ဝင်မတွေ့ဝန်တော်ပေ နန်ဒရင်ကုန်းတိုက်မှုများကြောင့်အနောယထာမင်းကြီးသည်ကျန်စစ်သားနှင့်မနိဆန္ဒတို့၏တိတ်တခိုးချစ်ချင်းကိုတိတွားသောအခါဒေါသအမျက်ချစ်ချစ်တောက်ခဲ့သည် သူရဲကောင်းအားဖမ်းဆီးပြီးအရိနမလန်ဖြစ်စီရင်ရန်အမိန့်ချမှတ်ခဲ့သည်